ီးသက်ပေါင်းသူတော်ကောင်းပေါင်းတို့မင်္ဂလာပါရှင်။ရွေးရဖို့ channel ကနေဆီယမရှင်တီကလူထွေးစွာကြိုဆိုလိုက်ပါတယ်။ခက်ခဲသောစိန်ခေါ်မှုတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ကြပါစေရှင်။ဒီကနေ့ဆီယမတင်ဆက်ပေးမှာကတော့2025ဒီဇင်ဘာလတလလုံးအတွက်အင်္ဂါဖွာအင်္ဂါနေ့ဖွားမြင်သူများအတွက်အထူး hostel ဖြစ်ပါတယ်ရှင်။စစ်ပွဲနှစ်လှုပ်ဆောင်ခြင်းအရာနက်ဖီယာမတ်ဂျိုရဲ့စွမ်းအင်ကိုပိုင်ဆိုင်ထားတဲ့အင်္ဂါဖွာတို့ဟာ ဒီဒီဒီဇင်ဘာလမှာတင်းတို့ရဲ့ရီမန်းချက်တွေကိုအကောင့်ထဲပို့ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဘလို့တိုက်ပွဲတွေဆင်နွှဲပြီးတော့ဘလို့အောင်ပွဲတွေခဲမလဲဆိုတာမြမရွေရပေးတဲ့ပညာနဲ့အနောက်တိုင်းရဲ့လက်ခက်တွေကိုပေါက်ဆက်ပြီးပုံမှုနဲ့ဆိုင်စွာဖော်ထုတ်ပေးမှာဖြစ်ပါလေရှင်အင်္ဂါဖားတို့ကဒီလားထဲမှာတင်းတို့အတွက်အဓိကတော့ချက်တစ်ခုကတော့အတိမတ်ပြုခြင်းနဲ့ဂုံသိက္ခာဖြစ်ပါတယ်တင်းတို့ရဲ့စွမ်းရည်တွေက အများသူငါရဲ့မြင်ကွင်းမှာထင်ပေါ်လာမဲ့အခြေအခါဖြစ်ပါမို့ဖြစ်တာမို့ကိုကိုကိုယုံကြည်မှုအပြည့်အဝထားဖို့အထူးလိုအပ်ပါတယ်ရှင်။ဒီဇင်ဘာလရဲ့အလုံးစုံကံကြမ္မာပြောရမှာဆိုရင်အမြင့်ဆုံးသူတက်လှမ်းခြင်းကိုရောက်ရှိနေပါတယ်။အင်္ဂါဘားတို့ကရည်မှန်းချက်ပြသပြီးတော့ရှေ့ဆောင်သူတွေလည်းဖြစ်ပါတယ်။ဒီဇင်ဘာလမှာဒီဆွဲအင်တွေကအချိန်အဟွာအပြည့်နဲ့ကိုပဲပွင့်ထွက်လာပါလိမ့်မယ်။မြမရွေးရသုံးသက်ချက်အရာတော့ဒီလဟာအင်္ဂါဂျုံမင်းအတွက် ကံအလွန်မြင့်မားပြီးတော့လုပ်ငန်းတိုးတက်မှုတွေအထူးကောင်းမွန်မဲ့လာလဲဖြစ်ပါတယ်။အတိုက်အခံတွေပြိုင်ဖက်တွေရှိရင်တောင်မှတင့်ရဲ့ရင်းရင်မှုနဲ့တကြွမှုတွေကြောင့်အသာစီးကနေရပါလိမ့်မယ်။မြမရိုးရအရာတော့ခီးဝေးသွားလာခြင်းမှာအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ဒါပေမဲ့သွေးထွက်တန်ရိုးဖြစ်ခြင်းမီးနဲ့ပတ်သက်သောအန္တရာယ်တွေကိုတော့သတိထားရပါလိမ့်မယ်။အလွယ်တကူစကနိုင်လူချင်းနဲ့ရံဖြစ်ခြင်းကိုတော့ရှောင်ရှားပါမယ်။ အနောက်တိုင်းဗီရီဟော့စတန်အရာတင်တို့ရဲ့အုပ်ချုပ်သူဂျိုဖြစ်တဲ့မတ်ဂျိုဟာဒီဇင်ဘာလ15ရက်နေ့မှာတာဝန်ယူစိတ်ကြီးမားသော မကာရရာသီကိုဝင်ရောက်သွားပါလိမ့်မယ်ဒီဂျိုရွေးချယ်မှုကြောင့်အင်္ဂါဘွားတို့ရဲ့အလုပ်ကံကဏ္ဍတွေရည်မှန်းချက်တွေလူမှုရေးအစဉ်တန်းတွေဟာအလွန်ကိုအကောင်းလာပါလိမ့်မယ်အောင်မြင်မှုအတွက်ပုံမှုပြီးတော့စူးစမ်းလာပါလိမ့်မယ် ဒါပေမဲ့ဒီလကုန်ပိုင်းမှာမာကျူရီရီထရိုဂရိတ်ရဲ့နောက်ဆက်တွဲအချိန်ကစကားပြောဆိုမှုတွေမှာတော့အနည်းငယ်ရှုပ်ထွေးနိုင်တာမို့အရေးကြီးစာချုပ်စာတမ်းကိစ္စတွေတော့တရားစစ်ဆေးဖို့လိုပါမယ်။အဓိကသတိပြုရဲ့အနေနဲ့ကတော့ရီမန်းကျက်ကြီးလွန်ပြီးတော့အနာယူဖို့မြေရော့တာမြေရော့ခြင်းကိုရှောင်ရှင်းပြီးတော့ကျန်းမာရေးကိုယူဆိုင်တင်ပါတယ်။သင်ရဲ့စစ်မှန်တော့အောင်မြင်မှုကအခြားသူများအနိုင်ယူခြင်းထက်မိမိကိုယ်ကိုမိမိအနိုင်ယူခြင်းသာ ြစ်တာရရှိနိုင်ပါလိမ့်မယ်။ငွေကြေးစီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းလေးကိုဆက်လက်ပြီးပြောပြပါမယ်။ငွေကြေးကံကတော့အင်္ဂါဖားတို့အတွက်စွန့်စားမှုမှနေတဆင့်အကျိုးမြတ်တွေရရှိမယ်လားဖြစ်ပါတယ်။လုပ်ငန်းခွင်မှာယာဒူတို့ချင်းလုတ်ပိုင်ခွင်များတိုးလာခြင်းစတဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာပါလိမ့်မယ်။တဲ့ရဲ့စွမ်းရည်တွေကိုအထက်လူကြီးလုပ်ဖို့အကံပဲတွေကအတိမတ်ယူလာပါလိမ့်မယ်။စီရီအဆောက်လုပ်ရေးအင်ဂျင်နီယာ ားတဲ့အကစားကဏ္ဍတွေမှာလုတ်ကန်သူတွေအတွက်တော့အထူးကိုအောင်မြင်ပါလိမ့်မယ်။မိမိကိုယ်ကိုအထူးကာကွယ်ပြောဆိုရမယ်အခြေအနေများပေါ်လာနိုင်တာမို့လို့တည်ငြိမ်စွာနဲ့ပဲအဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးပါ။ငွေကြေးကံအနေနဲ့ကတော့ဝင်ငွေတိုးတက်လာမယ်လားဖြစ်ပါတယ်။လုတ်ကန်တိုးတက်မှုကနေတစ်ဆင့်ငွေကြေးစည်းစိမ်မှုတွေကောင်းမွန်လာပါလိမ့်မယ်။ဒီနည်းမြုံနယ်မှုအသစ်တွေစတင်မှုအခွင့်အလမ်းကောင်းတွေရှိပေမဲ့ကျွမ်းကျင်သူများရဲ့အကြံဉာဏ်ကိုရယူပြီးမှစောစားပြီးလုပ်ကန်ဆောင်ရွက်ပါ ဒီလားထဲမှာကားသို့မဟုတ်စက်ပစ္စည်းများဝယ်ယူဖို့စိတ်ကူးရှိတယ်ဆိုလို့ရှိရင်ဒီဇင်ဘာလ15ရက်နေ့နောက်ပိုင်းမှာစတင်ဝယ်ယူတင်ပါတယ်။ရှောင်းရည်အနေနဲ့ကတော့ရုပ်တရက်ဆုံးဖြတ်ပြီးငွေများများထုတ်ပေးခြင်းကိုရှောင်ရှားရပါမယ်။အကြံပြုချင်တာကတော့ပန်းရောင်သို့မဟုတ်အနီရောင်ရှိသောအဝတ်အစားများသို့မဟုတ်ပစ္စည်းများကိုအသုံးပြုပေးလိုက်ပါ။သင်ရဲ့တိုက်ပွဲဝင်ဆိုင်အားကိုမြင့်တင်ပေးလိုက်ပါ။ချစ်ချင်းမြတ်တာနဲ့ လူမှုဆက်ဆံရေးအပိုင်းတွေပြောရမယ်ဆိုရင်အခြေအနေမှာတော့အင်္ဂါဘားတို့ရဲ့ခွန်အားနဲ့စိတ်အားထက်သန်မှုဟာဆွဲဆောင်အားအကောင်းမှုဆုံးဖြစ်နေပါလိမ့်မယ်။အင်အောင်ရှင်တွေချစ်သူဆုံးတွဲတွေအနေနဲ့ဆက်ဆံရေးမှာတော့တက်ကြွပြီးတော့စိတ်အားထက်သန်မှုတွေပြန်လည်ရှင်သန်လာပါလိမ့်မယ်။အတူတူလေးချင်းငယ်လှုပ်တာတွေပျော်ရွှင်စရာခီးထွက်တာမျိုးတွေဟာအချစ်ချင်းမြတ်တာကိုပုံမူပြီးတော့ခိုင်မြဲစေပါလိမ့်မယ်။ဒါပေမဲ့အရာရာကိုကိုယ်အားပဲဥဆောင်ခြင်းစိတ်အနိုင်ယူခြင်းစိတ်ကိုတော့ထိန်းချုပ်ပါ။ အထူးသဖြင့်အရေးကြီးတဲ့ကိစ္စတွေဆွေးနွေးတဲ့အခါမှာနူးနူးညံ့တဲ့ဇာတ်လေးကိုလာပြောဆိုပါလူပြိုအပြိုများကတော့ဒီလဟာတင့်အတွက်စွမ်းအင်ရီမန်းချက်တူညီတဲ့သူကိုတွေ့ဆုံနိုင်တဲ့အချိန်ကပါပဲအာကစားကလပ်တွေလုပ်ငန်းခွင်စီဝေးဝဲတွေကနေချစ်သူအဖို့တဲ့တွေ့နိုင်ပါတယ်သင်ဟာပုံပွင့်လင်းလင်းနဲ့ရဲရဲဝံ့ဝံ့ချင်းကပ်နိုင်တာမို့အောင်မြင်မှုရရှိပါလိမ့်မယ်ဒါပေမဲ့လည်းအလှဆလိုဆုံးဖြတ်ချက်တော့မချပါနဲ့စိတ်ရှိစွာလေ့လာသုံးသပ်ပါ အဓိကအမှတ်ထားရမှာတော့တိုက်ပွဲဝင်စိတ်ဓာတ်ကိုအခြေရေးမှာအသုံးမပြုပါနဲ့နားလည်မှုနဲ့စာနာမှုကိုဦးစားပေးလိုက်ပါကျမ်းမာရေးရေတွေအနေနဲ့အချိန်ပိုင်းခွဲခြားစိတ်ပြပြီးတော့ဆက်လက်တင်ပြပေးပါမယ်ဒီတလားလုံးတွေစိတ်ရောကိုယ်ပါကျမ်းမာပြီးကံကောင်းနေဖို့အတွက်ရေတွေကဏ္ဍကတော့အထူးအရေးကြီးပါတယ်ကျမ်းမာရေးအပိုင်းမှာအင်္ဂါဖားတို့ဟာစွမ်းအင်များလောနာကြောင့်မတော်တဆထိခိုက်မှုတွေအပြားဝင်ခြင်းတွေသွေးအားနည်းခြင်းစတဲ့ ကိစ္စတွေစတဲ့ကျန်းမာရေးကိစ္စတွေသတိထားရပါမယ်။အစာအိမ်နဲ့အသည်းကိုလည်းဂရုစိုက်တင်ပါတယ်။ကိုယ်လည်းလေ့ကျင့်ခန်းပုံမှန်မှန်ပုံမှန်လုပ်ပေးပါ။ဒေါသထွက်တာကိုထိန်းချုပ်ဖို့တရားထိုင်နေဒါမှမဟုတ်ယောဂကျင့်စဉ်တွေကျင့်ခြင်းဖြင့်စိတ်ကိုငြိမ်အောင်ထားပေးပါ။မြမယိုးရာရေးရရအနေနဲ့ကတော့အုံပန်းစီမိကတ်လူချင်းဖြစ်ပါတယ်။အင်္ဂါနေ့ညနေပိုင်းမှာဖះရှင်ဟာအုံပန်းနဲ့စီမိရှစ်တိုင်ကလူဟူသောလူဒန်းပေးပါ။ ဒါဟာမားစ်ရဲ့ပူသောစွမ်းအင်ကိုအေးစေပြီးတော့အတိုက်ခံရန်ကိုပြေပြောက်စေပါလိမ့်မယ်။ကံပွင့်စေတဲ့အရောင်အနီနဲ့ကတော့အဝါရောင်နှုတ်နှုတ်ကိုအနီရောင်နဲ့ရောဆက်ပြီးတော့ပုစင်ပေးပါ။အဝါရောင်ကတင့်ရဲ့ရဲရင်မှုကိုထိန်းချုပ်ပေးပါလိမ့်မယ်။အလွန်ကောင်းတဲ့အလှူကတော့သွေးအားနည်းသူဒါမှမဟုတ်စစ်တေတော်တွေကို အားစီအနီယောင်ဒါမှမဟုတ်တတိဝလံများဥပမာပန်းစီ cherry တီးပေါ့အနီယောင်ရှိတဲ့တတိဝလံတွေလူတန်းချင်းကကန့်ကြမ်းမာကိုတိုးတက်စေပြီးတော့အောင်မြင်မှုကိုဆွဲဆောင်ပေးပါလိမ့်မယ်ဒီဇင်ဘာလတရက်ကနေ14ရက်စောစားမှုခီးသွားလာမှုရီမန်းကျဲအစ်စ်တွေချမှတ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒီဒီဇင်ဘာလ15ရက်က25ရက်မှာမတ်ဂျိုရာဒီကွင်ပြောင်းချိန်အလုတ်အကန်ရာတူ တို့ကိစ္စများအောင်မြင်နိုင်ပါမယ်အတိမတ်ပြုခြင်းလည်းခံရမယ့်အချိန်ကဖြစ်ပါတယ်ဒီဇင်ဘာလ26ရက်ကနေပြီးတော့31ရက်မှာတော့အရေးကြီးစာချုပ်များစကားပြောဆိုမှုများကိုဂရုစိုက်ပါအနာယူခြင်းနဲ့မိသားစုအချိန်ဖြုန်းခြင်းကိုဦးစားပေးလိုက်ပါဒီတော့အင်္ဂါဖွားတို့ရဲ့2025ဒီဇင်ဘာလကခမည်းတော်ရဲ့စွမ်းရည်ကိုတည်ပြပြီးတော့အမြင့်ဆုံးအောင်မြင်မှုတွေစကူးရမယ့်လဖြစ်ပါတယ်မဟာစီရဲ့စွမ်းအင်ကို ပိုင်ဆိုင်သူပိသားစွာရဲရဲဝံ့ဝံ့အရှိစက်ပါ ဒေါသလွယ်လွယ်ထွက်တာကိုထိန်းချုပ်နိုင်မယ်ဆိုလို့ရှင်တော့တင့်ရဲ့အောင်မြင်မှုကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်ပါဘူးရှင်နှစ်သစ်ကိုကြိုးဆိုမဲ့ဒီဇင်ဘာလရဲ့နောက်ဆုံးအပတ်မှာတင်တို့ရဲ့လုပ်ငန်းခွင်ရည်မှန်းချက်၃ခုကိုချရေးပါအဲ့ဒီရည်မှန်းချက်၃ခုကတော့တင့်ယာဒူနှစ်ဝင်ငွေ၃စီမံကိန်းပေါ့ယာဒူနဲ့ဆိုင်တဲ့ကိစ္စတွေဝင်ငွေမိမိရဲ့ဝင်ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေစီမံကိန်းအောင်မြင်မှုနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတိကျတဲ့ရည်မှန်းချက်တွေချမှတ်ပါ အာအဲ့လိုမျိုးစနစ်တကျပြင်ဆင်ခြင်းဟာရဲရင်တော့အင်္ဂါဘားတွေအတွက်အောင်ပွဲကိုပေးပါလိမ့်မယ်အောင်မြင်မှုတွေကိုပေးပါလိမ့်မယ်ဒီလားရဲ့ဆောင်ပုတ်ကတော့ရဲရင်တော့လှုပ်ဆောင်ချက်ထင်ရှားတဲ့အောင်မြင်မှုအားလုံးပဲကံကောင်းခြင်းတွေစိတ်ချမ်းသာခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်လားတလားရဲ့ hostel နေကိုဆီယာမအမြန်ဆုံးတင်ဆက်ပေးသွားမှာမို့ရိုးရော် channel ကို like နဲ့ subscribe လုပ်ပြီးတော့ notification bell လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော် နောက်ထပ်ဘယ်နည်းနဲ့နေအတွက်ဟောပေးရမလဲဆိုတာလည်းပြောခဲ့ပြပါဦးရှင်အားလုံးပဲကျမ်းမာချမ်းသာလူရာပြည့်စုံကြပါစေရှင်